လူတိုင်းလူတိုင်းမှာသမန်ပုဂ္ဂိုလ်တွေအနေနဲ့စိုးရိမ်စိတ်တို့ကြောင်းကြစိတ်တို့ကြောက်လန့်စိတ်တို့ထိတ်လန့်တုန်လှုပ်တဲ့စိတ်တို့ဆိုတာရှိနေတယ်။ကြောက်เสียအာယုန်နဲ့တွေ့လို့ရှိရင်လေကြောက်တယ်လန့်တယ်မိမိတစုံတစ်ခုကိုဆုံးရှုံးသွားမှာ ဆုံးရှုံးသွားဖို့အနေထားရောက်နေတယ်ဆိုရင်လေစိုးရိမ်စိတ်တွေဖြစ်လာတယ်ဥပမာမယ်ပြဒနာတရား၅ပါးလို့ဆိုရတဲ့မယ်ညာတိပြဒနာဆွေတဲ့မျိုးတွေကအကိုရတဲ့ပုဂ္ဂိုလ်တွေဆုံးရှုံးသွားမယ်ဆိုရင်ဆုံးရှုံးတော့မယ်ဆိုရင်လေစိုးရိမ်ကြတယ်ဆုံးရှုံးသွားပြီဆိုတဲ့နောက်မှာလေစိုးရိမ်စိတ်တွေဖြစ်လာတယ် တောကလို့ခေါ်တာပေါ့ဘောကယတနာလို့ခေါ်တဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးမဲ့အနေအထားမျိုးတွေ့ပြီဆိုလို့ရှိရင်လည်းစိုးရိမ်ကြတယ်ဆုံးရှုံးသွားပြီးတဲ့နောက်မှလည်းစိုးရိမ်နေကြတယ်ရောဂယတနာလို့ခေါ်တဲ့လူတွေမှာယောဂဝေဒနာဖြစ်လာပြီဆိုရင်လည်းစိုးရိမ်ကြတယ် ဖြစ်မှလဲစိုးရိမ်တယ်ဖြစ်နေလို့ရှိရင်လည်းစိုးရိမ်တယ်ပေါ့အဲ့တော့လောကမှာစိုးရိမ်စိတ်ဆိုတာတစုံတစ်ခုဆုံးရှုံးနစ်နာမှုဖြစ်တော့မယ်ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာစိုးရိမ်စိတ်ဆိုတာဝင်လာတာကြီးပဲကောအဲ့ဒီလိုတောကလို့ဆိုရဲစိုးရိမ်စိတ်တွေဟာဘာကြောင့်ဝင်လာရသလဲအဲ့ဒါတွေကိုဘာနဲ့ဖယ်ရှားမလဲ လူတိုင်းလူတိုင်းဟာဒီပညာရက်ကိုသိထားဖို့လိုအပ်တာပေါ့။ကြောက်တယ်လန့်တယ်စိုးရိမ်ယုံနေမှာဘူးမစိုးရိမ်ဒီမဖြစ်ခင်ကလည်းကြွတင်ပြီးတော့ဖြစ်လာမှာကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုံ့နှုတ်တယ်ဒုတိယတစ်ခုဖြစ်သွားလို့ရှိရင်လည်းဉာဏ်တဲ့ပုဂ္ဂိုလ်ကထိတ်လန့်တယ်တုံ့နှုတ်တယ်အဲ့ဒီလိုလူလောကမှာတောကလို့ဆိုရယ်စိုးရိမ်စိတ်တွေနဲ့ လူဘဝကို ဖြတ်တန်းနေကြရတာဆိုတော့စိတ်နှလုံးအေးချမ်းမှုဆိုတာအမြဲတမ်းမှနေပါတယ်အမြဲတမ်းရနိုင်တဲ့အနေအထားမရှိဘူးစိတ်နှလုံးမအေးချမ်းကြဘူးတောကဆိုတဲ့ဆွေရင်စိတ်တွေနဲ့ရင်ဝဲပိုက်ပြီးတော့ဘဝခရင်ကိုဖြတ်တန်းနေကြရတာရမယံခါဆိုရင်စိတ်မရှိဘူးလို့ကိုထင်မိမဲ့လို့ ကျုံလာတဲ့အခါတိုင်းမှာဆွေရင်စိတ်ကဖြစ်လာတယ်ဟုတ်ယောဂဝိရဏဖြစ်လို့ယောဂကို သွားစစ်ဆေးလို့ရှင် diagnosis ပါအဖြေကမကောင်းတဲ့အဖြေတွက်လာမှကြောက်ကြတယ်ဒါကြောင့်မလို့တချို့ဆိုဗရီကယ်ချက်ကဆိုမလုပ်ချင်ဘာကြောင့်ဗရီကယ်ချက်ကကိုဘာကြောင့်ကြောက်တာတော့ဆိုတော့ဆွေရင်စိတ်ကိုကြောက်တာပဲ စွရင်စိတ်ဖြစ်လာမှာကိုကြောက်တာတကယ်ရတော့ဖြစ်လာမဲ့ယောဂဝေဒနာမသိကြဘူးသိမယ်ဆိုလို့ရှိရင်အဲ့ဒီအတွက်တအုံနှွေးနှွေးနဲ့ပူဆွေးရနေရမှာတွေကိုမဖြစ်ချင်းမခံစားချင်းဘူးဒါကြောင့်မို့မသိကြညာဘူးတော်တော်များများစွရင်စိတ်ဆိုတာမျိုးသိပ်ပြီးတော့ထားကြညာအဲ့ဒီလိုမျိုးသိပ်ထားခြင်းဟာစွရင်စိတ်ကိုဖယ်ရှားခြင်းလားလို့ဆိုမဟုတ်ဘူး အဖြေလည်းမဟုတ်ဘူးဆွေရင်စိတ်ဆိုတာသူ့ကိုရင်ဆိုင်ဖို့လိုအပ်တယ်ပေါ့ရင်ဆိုင်ရမယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိရအဲ့တော့ဆွေရင်စိတ်ကိုမဖြစ်လာခင်ကလည်းကြွတင်ပြီးတော့ဆွေရင်စိတ်ဖြစ်လာလို့ရှင်ဘယ်လိုတုံ့ပြန်မလဲ ဖြစ်လာနေတဲ့အချိန်မှာရောဘယ်လိုတုံ့ပြန်မလဲဘယ်လိုရင်ဆိုင်မလဲမဖြစ်အောင်ဘယ်လိုဖယ်ရှားမလဲဆိုတာဘုရားမြတ်စွာရဲ့အဆုံးအမတွေမှာဒါတွေရှိအဲ့ဒီအဆုံးအမတွေကိုနိုင်မှတ်သားပြီးတော့လူတိုင်းလူတိုင်းဟာဆွေရင်တော့ကဆိုတာနဲ့မကင်းကြသည့်အတွက်ကြောင့်ဒီဆွေရင်စိတ်ဖြစ်ပေါ်နေတာဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာတုံးဆိုတာကို လေလာဆန်းစစ်ကြရမှာဖြစ်တယ်ပေါ့လေလာဆန်းစစ်ခြင်းအဖြစ်အဖြေတစ်ခုကိုထုတ်နိုင်ကြလိမ့်မယ်အကြောင်းကိုသိလို့ရှင်အဖြေထုတ်နိုင်တယ်ပေါ့ဒါဖြင့်ဒီတော့ကဆိုရဲဆွေရင်စိတ်ဟာဘာကြောင့်ဖြစ်လာလဲမြတ်စွာဘုရားကရှင်းရှင်းလေးပဲဟောတာကာမတော်ဇာယတိတော်ကော ကာမတောလိုချင်တဲ့တဏှာရာဂကြောင့်လိုချင်တဲ့တဏှာလောဘကြောင့်သောကောဆွေရင်စိတ်ဆိုတာစာယတိဖြစ်ပေါ်လာတယ်ဒီရထင်ရှားတဲ့အနေနဲ့တခါထပ်ဟောတယ်တဏှာယစာယတိသောကောတွေ့တာမှုတွေလိုချင်မှုတွေအဲ့ဒီတဏှာလောဘကြောင့်သောကဆိုရဲဆွေရင်မှုဖြစ်ပေါ်လာတယ် အဲ့တော့လူတွေရဲ့ရင်ဝယ်မှာစိုးရိမ်တယ်စိုးရိမ်တယ်စိုးရိမ်စိတ်တွေဖြစ်လာရတယ်ဆိုတာအကြောင်းမဲ့ဖြစ်တာမှမဟုတ်တာမွေးရပါရှင်ထဲမှာဒီစိုးရိမ်စိတ်ကြီးဆိုတာကနှလုံးသားကြီးတွေတို့ကြောက်ကတ်တို့ကိုယ်ရင်ကရက်တွေပါနေတယ်လို့စိုးရိမ်စိတ်ကြီးကဒီလိုအကောင်အထည်ကြီးနဲ့ရှိနေတာမှဟုတ်မှာမဟုတ်တာမရှိဘူး ဘယ်လိုအနေနဲ့ကတော့ရှိနေတုံးဆိုလို့ရှိရင်ဆွေရင်စိတ်ဟာလိုချင်တဲ့တဏှာရှိနေသည့်အတွက်ကြောင့်သူကိုယ်တိုင်တော့တတ်ရိုက်မရှိဘူးလိုချင်တဲ့တဏှာမခင်းသေးတဲ့ပုဂ္ဂိုလ်တိုင်ပုဂ္ဂိုလ်တိုင်မှာလိုချင်မှုကိုခြေခံပြီးတော့ဆွေရင်စိတ်တွေဟာပေါက်ဖွာလာတယ်ပေါ့ဆွေရင်စိတ်တွေဟာလိုချင်မှုတဏှာအဲ့ဒါကိုခြေခံပြီးတော့လိုချင်မှုတွေ့တာမှုတွေကိုအကြောင်းပြုပြီးတော့ ဆိုရင်စနာတဲ့အဲ့တော့တောကဆိုတာကိုဖယ်ရှားခြင်းလို့ရှိရင်ဘာကိုဖယ်ရှားရမလဲလို့ဆိုတဲ့အခါလူခြင်းမှု တွေ့တာမှုဆိုတဲ့တဏှာကိုဖယ်ရှားရမှာပဲသူရှိနေတယ်ဗျသူမဖယ်ပဲနဲ့ဆိုရင်စိတ်ဆိုတာဖယ်လို့မရဘူးသူရှိနေသည်မြတ်ကလပ်ပလုံးတွေ့တာမှုတွေ ဆွဲလန်းမှုတွေရှိနေသမျှကာလပတ်လုံးဆိုရင်စိတ်ဆိုတာလာနေမှာပဲရှင်သန်နေမှာပဲကဘာမြေကြီး ရှိနေသမျှမျက်ပင်တွေတစ်ပင်တွေဟာရှင်သန်နေတယ်လို့ပဲပေါ့ရှင်သန်နေဦးမှာပဲတစ်ပင်ကြီးတွေဟာအမြင့်ရှင်သန်နေသမျှကာလပတ်လုံးအကိုင်းနေအခက်တွေထွက်နေဦးမှာပဲအကြောင်းတရားကိုဖယ်ရှားဖို့ ဒီလိုဆိုတာပေါ့အဲ့တော့တောကဆိုတဲ့စွေရင်စိတ်ဟာတွတ္တမှုဆိုတာကနေမြစ်ဖြားခံပြီးတော့လာတာဖြစ်တယ်ဒါကြောင့်မို့တောကဆိုတဲ့စွေရင်စိတ်ကိုကြောက်လန့်နေဆိုရင်တွတ္တမှုကိုအရင်ဖယ်တဲ့မဖယ်ဘဲနဲ့မျိုးသိပ်ထားလို့မရဘူးတဲ့မျိုးသိပ်ထားရင် ပေါက်ထွက်မှာပဲရှိအကြောင်းကိုမဖယ်ရှားဘဲနဲ့ အကျိုးတရားကိုရထားလို့မရနိုင်ဘူးတဲ့အကြောင်းတရားကိုဖယ်ရှားပြစ်နိုင်ရမယ်။ဟောဆင်ញင်သုံးသက်ကြည့်တာအဖြေမှန်ကတောကဆိုတဲ့ဆိုရင်စိတ်ဟာသူ့ဘာသူ ဖြစ်လာတာလားဆိုတော့မဟုတ်ဘူး။တွေ့တာမှုအခြေခံပြီးတော့ဖြစ်လာတာ။ဆိုရင်မှုဟုတ်တယ်လေလောကမှာကိုယ်နဲ့မပတ်သက်ဘူးကိုယ်နဲ့မသက်ဆိုင်ဘူးဆိုရင်ဘယ်သူမှမဆိုရင်ညာဘူးလေ။ပတ်သက်လာပြီသက်ဆိုင်လာပြီဆိုရင်တော့ တဏိမုတ်တဏိယဖြင့်ဆက်သွဲနေပြီဆိုရင်တော့ဆွေမှုတွေဖြစ်ပေါ်လာကြဆက်သွဲမှုအကောင်းလေးလေးဆွေမှုတွေအကောင်းလေးလေးပဲအဲ့တော့အဲ့ဒီဆက်သွဲမှုတွေ့တာမှုလူကျင်မှုဆိုတဲ့တဏ္ဍာကတွေကိုဖယ်ရှားပြစ်ရဒါဖြင့်ဆိုရင်စိတ်ဆိုတာတော့ဘာလဲလို့မိမယ်တောကဆိုတာကြတော့အဘိဓမ္မာသဘောအရစိတ်แท้ဖြစ်တဲ့ အရာဟာဘယ်ဟာလဲလို့ဆိုဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့ကြေကွဲတဲ့ခံစားမှုဒေါမနတဝေဒနာကိုတောကလို့ခေါ်တာပဲစိတ်ထဲနှလုံးထဲမှာဝမ်းနဲ့ကြေကွဲမှုဆိုတာဒေါသနဲ့ရှင်တွဲလာတာအဲ့တော့ဒေါသမရှိဘဲဝမ်းနဲ့ကြေကွဲမှုဆိုတာလည်းမဖြစ်နိုင်လူတွေမှာခံပြင်းဒေါသဆိုမခံနိုင်ဘူး ကိုပိုင်ဆိုင်တဲ့အရာတခုပျက်စီးသွားတာမခံနိုင်ဘူး။ဟောကိုမျက်နှိုးတဲ့အရာတခုပျက်စီးသွားမှာမခံနိုင်ဘူး။ကို့မှာတစုံတစ်ခုမဖြစ်ချင်တာတွေဖြစ်လာမှာကိုခံနိုင်ရေမရှိဘူး။အဲ့ဒီခံနိုင်ရေမရှိဘူးဖြစ်လာမှာကို မုံတီးတယ်ဆိုတဲ့ဒေါသ။အဲ့ဒီဒေါသကိုအခြေခံပြီးတော့နော်ပြောကြတာလူတွေကတော့ လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့စေတဲ့ဘယ်အေးမှာတော့ထားကြတော့ဒေါသရှိနေတဲ့မြတ်ကလပလုံးနှလုံးကတော့မအေးဘူးစိတ်ခံမြင်းတဲ့ဒေါသအခြေခံပြီးတော့ဒေါမနတဆိုတဲ့ဝမ်းနေခြင်း ကြည်ကွဲခြင်းစိုးရိမ်ခြင်းဆိုတဲ့ဒေါမနတတို့တောကတို့ဆိုတာလာတော့တာပဲသူကဆောင်းတိန်လို့မရတဲ့ခံစားမှုသဘော ဲ့တော့တောကဆိုတာစိတ်ရခံစားမှုဒေါမနတဆိုတာလည်းစိတ်ရခံစားမှုတစ်မျိုးပဲအဲ့ဒီစိတ်ရခံစားမှုနှစ်ခုစလုံးဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာတုံးဆိုမုံတီခြင်းဆိုတဲ့ဒေါသကိုအခြေခံပြီးတော့ဖြစ်နေတာတဲ့ဒေါသဆိုဒီမှာကိုကအနိုင်ရလို့ရှိရင်လွှမ်းမိုးတဲ့ဒေါသကိုကအရှုံးလို့ဆိုရင်ကြောက်တဲ့ဒေါသကြောက်တာလေဒေါသပဲ အနံ့ယူတာလဲဒေါသပဲကိုကပြင်းထန်လာလို့ရှိရင်အနံ့ယူတတ်တယ်